အားလုံးမင်္ဂလာပါအောင်ဟင်း channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့စားကိုအတုံးပြုတ်ပြီးလေချောင်းနဲ့နှာခေါင်းအတွင်းကချွဲတလိတွေကိုရှင်းပြနိုင်တဲ့နီလန်းများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ခန္ဓာကိုယ်ထဲကဘက်တီးရီးယားတွေမှုတဆေးအမှုတွေကိုစားကဖယ်ရှားပေးနိုင်ပါတယ်စားကဆဲတဲ့ကရေတွေကိုအပြင်ကို ရွှေ့ထုတ်ပစ်စီတဲ့အတွက် အဲ့ဒီယောဂပိုးတွေကိုရေတက်ခန်းချောက်ပြီးတည်စီနိုင်ပါတယ်။ယောဂပိုးမွားတွေဟာရေအိတ်ကလေးတွေလိုပါပဲ။သူတို့ရှင်သာမှုရေလိုတယ်။စားတွေနဲ့ထိလိုက်တဲ့အခါစားတွေကအဲ့ဒီရေအိတ်ခဲကရေတွေကိုအပြင်ကိုဆွဲထုတ်လိုက်ပါတယ်။ရေကအပြင်ကိုရောက်သွားတော့ယောဂပိုးမွားလေးတွေကရေမရှိတော့လို့ချောက်ပြီးတည်သွားပါတယ်။ဒါကြောင့်စားကယောဂပိုးမွားလေးတွေကိုဖယ်ရှားပေးနိုင်တာပါ။ရေကိုဆွဲထုတ်လိုက်လို့မရှင်သာနိုင်တော့ပါဘူး။ ဆားကအလားတူနီးနေပဲချွဲတွေကိုအေးပျော်စေနိုင်ဆားကချွဲတဲ့ကရေတွေကိုဖယ်ရှားပေးလိုက်တဲ့အတွက်ချွဲတွေဟာပိုပြီးပါလာဒီတော့ခန္ဓာကိုယ်တွေကနေအလွယ်တကူထွက်သွားနိုင်ပါတယ်ဆားကိုတုံးပြီးချွဲကိုဖယ်ရှားဖို့အတွက်ပင်လယ်ဆားစီးဆော့ကိုတုံးတာပိုကောင်းပါတယ်စပွဲတင်ဆားမဟုတ်ဘူးနော်ရှာလကာရေကိုရေနဲ့နည်းနည်းဖြော်ပြီးလဲတုံးနိုင်ပါတယ်ဒါက pH ကိုပြောင်းလဲစီပြီးယောဂပိုးတွေကိုတည်စီနိုင်ပါတယ် တည့်ရဲ့နှာခေါင်းအတွင်းကအမြဲတမ်းချွဲထွက်နေတယ်ဆိုရင်နှာခေါင်းထဲမှာမိုးဒါမှမဟုတ်မိုးပြဿနာရှိနေနိုင်ပါတယ်ဒီလိုဖြစ်လာရင်နှာခေါင်းအိုး netty pot တွေကနှာခေါင်းကိုရေဆီးဖို့တုံးနိုင်ပါတယ်အဲ့ဒီနှာခေါင်းအိုးထဲကိုစားရည်နည်းနည်းဖြော်ပြီးနှာခေါင်းပေါက်ထဲဖြည်းဖြည်းချင်းတောင်းထည့်ပေးနိုင်ပါတယ်ဒါဆိုရင်နှာခေါင်းအတွင်းကချွဲတွေကျဲသွားပါလိမ့်မယ်နောက်တစ်ခုကကြားစားရကိုလျှော့လိုက်ရင်လည်းအကူအညီဖြစ်စေနိုင်ပါတယ် ောက်တစ်ခုလုံနိုင်တာကအဲ့ဒီတုန်းမှာ စားရည်ထည့်ထားတဲ့ရည်နှင်းငွေဆက်ကိုလည်းသုံးနိုင်ပါတဲ့ရည်နှင်းငွေဆက်ကအရေးကိုအငွေ့ဖြစ်အောင်ပြောင်းပြေးနိုင်ပါတယ်ဒါကြောင့်တင်ကအဲ့ဒီစားငွေကိုရှူသွင်းနိုင်ပါတယ်နောက်တစ်ခုက အခြားနီးလန်းတွေနဲ့လုပ်ပြီးလို့နားပြည်ယူတာတွေကအလုပ်မဖြစ်ဘူးဆိုရင်ဒီနည်းကိုသုံးကြည့်နိုင်ပါတယ်နားပြည်ယူတာကချွဲတွေရဲ့အကြောင်းရင်းဖြစ်နိုင်တယ်အဲ့ဒီလိုဆိုရင် စားရည်၄50လောက်ကိုနားတစ်ဖက်သေးကိုတိုက်ရိုက်ထည့်ကြည့်ပါ တက်တာသွားနိုင်ပါတယ်ဆလကာရီဟူရေနဲ့နည်းနည်းဖြော်တာဓမ္မဘုံကြက်သွန်ဖြူအစီတစဲစီကိုနားနှစ်ဖက်ထဲထဲ့တာမျိုးလဲလုပ်ကြည့်နိုင်ပါတယ်ဗီတာမင် D ဟာသင်ရဲ့ကိုခံအားကိုပြင့်တင်ပေးပြီးချွဲတွေမဖြစ်အောင်ကာဝယ်ပေးနိုင်ပါတယ်ဗီတာမင်နည်းနေရင်လေကြောင်းနာတာနှာခေါင်းနဲ့ပတ်သက်တဲ့ဓာတ်မတည့်တာတွေဖြစ်နိုင်တယ်လို့နှာခေါင်းထဲချွဲတွေများတာနဲ့နားပြည်ယူတာတွေလည်းဖြစ်နိုင်ပါတယ်ချွဲတွေကိုတက်တာစီဖို့အတွက်တပတ်ကိုတစ်ချိန် ီတာမင် D ယူနစ်1000ကနေယူနစ်9000အထိတောက်ကြည့်နိုင်ပါတယ်။လေကြောင်းနဲ့နှာခေါင်းထဲကချွဲတွေကိုသက်သာစေမဲ့အကောင်းဆုံးသဘာဝနည်းလမ်းတွေအများကြီးရှိပါတယ်။အဲ့ဒါတွေကိုရှင်းပြပေးမှာဖြစ်ပါတယ်။အဲ့ဒါတွေကတော့နံပါတ်1စားရိမ်နဲ့လေကြောင်းကို glove goggle ကျင်းပေးပါ။ဒါကလေကြောင်းထဲကချွဲတွေအတွက်ကောင်းပါတယ်။ရေနွေးနွေးလေးတစ်ခွက်သေးကိုစားလက်ဖက်ရည်ဇွန်းရဲ့တဝဲလောက်ထည့်ပါ စားရီပျော်သွားအောင် မှွေပေးပါတငုံစာလောက်ယူပြီးခေါင်းကိုနည်းနည်းမော့ပြီးနောက်ကိုနှံလိုက်ပါပြီးရင်လေချောင်းတဲကစားရီကိုစက္ကန့်30ကနေ60လောက်ကလုတ်ချင်းပေးပါကလုတ်ချင်းတာဟာပလုတ်ချင်းတာမဟုတ်ဘူးနော်ပလုတ်ချင်းတာက သွားနဲ့ကတွင်းတွေကိုသာကောင်းစီတယ်ကလုတ်ဂါကယ်ချင်းတာကခေါင်းကိုမော့ပြီးအတံမီအောင်လုတ်တာမျိုးပါ လေချောင်းအတွင်းတဲအထိရောက်နိုင်ပါတယ်ဒီလိုလုတ်တာဟာပစံနဲ့လေချောင်းကို စားနဲ့ထိတွေ့စေပြီးချွဲတွေကိုဖယ်ရှားပေးနိုင်ပါတယ်ပြီးရင်ထွေးထုတ်လိုက်ပါလိုအပ်သလိုတနေ့ကိုအချိန်ပေါင်းများစွာလုပ်နိုင်ပါတယ်စားရည်ကချွဲတွေကိုပျော့သွားစေတယ်လေချောင်းရောင်တာကိုသက်သာစေနိုင်တယ်ပြီးတော့ယောဂါပိုးမွားတွေကိုလည်းတည်စေနိုင်တယ်ဒါအပြင်စားကကိုခံအားကိုလည်းကောင်းစေပါတယ်အာယုံကြောစနစ်ကိုလည်းအားကောင်းစေပါတယ်နံပါတ်၄စားရည်နဲ့နှာခေါင်းဆေးပေးနိုင်ပါတယ်စားရည်နဲ့နှာခေါင်းဆေးလို့ရတယ် ါကနှာခေါင်းထဲကချွဲတွေကိုဖယ်ရှားဖို့အကောင်းဆုံးတဘာဝနီလန်းတစ်ခုလို့သတ်မှတ်ကြပါတယ်။ဒီနီလန်းကနှာခေါင်းနဲ့နှာခေါင်းပေါက်အတွင်းထဲကလေချောင်းအထိချွဲတွေကိုရှင်းထုတ်ပြီးနိုင်ပါတယ်။နှာခေါင်းဆေးတဲ့အိုး netty pot ကို သုံးနိုင်တယ်။ဒါမှမဟုတ်ရင်လေဆေးထိုးပြွန် squid ball တွေကိုသုံးနိုင်။ပေါင်းခံရင်ရနိုင်ပိုကောင်းပါတယ်။ဒါမှမဟုတ်ရင်လေကြိုပြီးအေးခံထားတဲ့ရေကိုသုံးနိုင်တယ်။အိုးမွှားတွေမဝင်အောင်တန်ရှင်းနေဖို့လိုပါတယ်။ အဲ့ဒီရေတွေက စားလက်ဖက်ရေဇွန်ရဲ့တဝက်နဲ့မုတ်ဖုတ်စောတာလက်ဖက်ရေဇွန်ရဲ့လေးပုံတပုံကိုရေတစ်ခွက်ရှစ်အောင်စားသေးကိုထည့်မှွေပါနှာခေါင်းဆေးတဲ့အိုးဓမ္မမဟုတ်ဆေးထိုးပြုံတဲ့ကို စားရည်ကိုနှာခေါင်းတစ်ဖက်ထည့်ဖြည်းဖြည်းချင်းလောင်းထည့်ပါ ပြီးရင် နောက်တစ်ဖက်ကနေစီးထွက်သွားအောင်လုပ်ပါဒီလိုလုပ်နေတော့ပါးစပ်နဲ့အသက်ရှူပါနောက်တစ်ဖက်ကိုလည်းအဲ့ဒီလိုပဲလုပ်ပါပြီးရင်နှာခေါင်းကိုဖြည်းဖြည်းချင်းပုတ်ထုတ်ပါ တနေ့ကိုတစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်လုံးနိုင်ဒါကချွဲတွေကိုကျဲစီပြီးရားရံစီတဲ့အရာတွေကိုစီကျော်ပေးတာဖြစ်ပါတယ်ပြီးရင်နှာခေါင်းစီးတဲ့အိုးဒါမှမဟုတ်စီထိုးပြုံကိုတေချာစီကျော်ပါနံပါတ်3ရင်းနှီးငွေရှူပေးပါနှွေးထွေးပြီးဆိုဆွတ်တဲ့လေကိုရှူတာကပြစ်ချွဲနေတဲ့ချွဲတွေကိုပျော့သွားစေနိုင်ပါတယ်ရင်းနှီးငွေနဲ့ရေချိုးတာပကံလုံးတွေကရင်းနှီးအိုးကို ျက်နှာအပ်ပြီးခေါင်းမှာပေါ်ဝါချုံတာတွေကိုလုပ်ပေးနိုင်ပါတယ်။နံပါတ်၄စားရည်နဲ့ရေငွေ့ပေးဆက်ကိုသုံးနိုင်ပါတယ်။အထူးသဖြင့်ဆောင်းရည်လူ၆တွေ့တဲ့အချိန်တွေမှာအိမ်ထဲကလေကိုဆူဆွတ်မြေအောင်လုပ်တာဟာနှာခေါင်းလမ်းကြောင်းတွေ၆တွေ့ပြီးချွဲတွေပြစ်မသွားအောင်ကာကွယ်ပေးရရောက်ပါတယ်။အချို့လူတွေကအဲ့နေလို့စားငွေ့ကိုရှူဖို့စားရည်ထည့်ထားတဲ့ရေငွေ့ပေးဆက်ကိုသုံးကြတယ် ါကကောင်းပါတယ်အေးရဲ့ရင်နွေးငွေ့ပေးဆက်ကိုသုံးပြီးပုံမှန်တန်ရှင်းရေးလုပ်ပါနမငါရေမင်းများတောက်ပေးပါရေအပါဝင်အရေမင်းများတောက်တာဟာချွဲတွေကိုကျဲစီပါတယ်လွယ်လွယ်ကူကူထွက်စီပါတယ်ဟင်းသီးဟင်းရွက်စွပြုတ်ပူပူလေးရင်နွေးချမ်းပူပူဒါမှမဟုတ်ဟင်းရည်ပူပူလေးတွေကိုတောက်ပေးပါပူပြီးတက်တာစီပါတယ်နမ6နွေးထွေးတဲ့အဝတ်နဲ့ကပ်ပေးပါ နှကောင်းသားနဲ့မျက်လုံးတစ်ဝိုက်ကိုနှွေးထွေးပြီးဆူဆွနေတဲ့အဝတ်နဲ့ကပ်ပေးတာကနှကောင်းအတွင်းဖီအားကိုတက်တာစီပြီးချွဲတွေကိုအေးပျော်သွားစေနိုင်ပါတယ်။နံပါတ်9အိတ်နေတဲ့အခါခေါင်းကိုညှင့်ထားပါ။အိတ်နေတဲ့အခါဒါမှမဟုတ်အနားယူတဲ့အခါခေါင်းအုံးပူထည့်ပြီးခေါင်းကိုညှင့်ထားပါ။ဒါကစွမ်းငင်အားကြောင့်နှကောင်းပေါက်ထဲကချွဲတွေကိုတဘာဝအတိုင်းစီးထွက်စေပါတယ်။နံပါတ်10 ြင်းပြုတ်ရည်တောက်ပေးပါဂျင်းပြုတ်ရည်ဟာကြောင်ရမ်းမှုတက်တာစီးတယ်ဂျင်းမှာဆန့်ကျင်ဓာတ်တိုးပစ္စည်းဂုံတက်တီရှိတဲ့အတွက်နှာခေါင်းရောင်တာကို ရော့ကျစီးပါတယ်ချွဲတွေကိုပျော်စေနိုင်ပါတယ်နံပါတ်9အစီအနှစ်တွေကိုရှူရှိုက်နိုင်ပါတယ်ယူကလစ်နဲ့ပူစီနန်လိုမျိုး အစီအနှစ်တချို့ကနှာခေါင်းပိတ်တာကိုတက်တာစီးနိုင်တယ်ဒါကြောင့်ဆိုတော့ သူတို့မှာနှာခေါင်းပွင့်စေတဲ့ဂုံတတ္တိရှိတယ်။ဒါအပြင်ဂျောင်ရမ်းဖို့ကိုရော့ကျစေတဲ့ဂုံတတ္တိတွေလည်းရှိလိုပါပဲ။အငွေ့ပေးဆက်ထဲမှာသတိနဲ့သုံးနိုင်တယ်။ဒါမှမဟုတ်အရေပြားပေါ်လိမ့်မယ်ဆိုရင်ရေနဲ့ရောပြီးလိမ့်ပေးပါ။နှာခေါင်းနဲ့ဓာတ်ရိုက်မထည့်ပါနဲ့။ရေနှင်းငွေထဲကို အစီနဲ့နည်းနည်းထည့်ပြီးရှူတာကလည်းအကျိုးရှိနိုင်ပါတယ်။သတိပြုရမယ့်အချက်တွေတော့ရှိပါတယ်။အဲ့ဒါကတော့နံပါတ်1 မှန်ကန်တဲ့စာအမျိုးအစားကိုသုံးပါ။လေကြောင်းဂလုတ်ဂါဂယ်ကျင်းဖို့နဲ့နှာခေါင်းဆေးဖို့အတွက်များသောအားဖြင့်အိုင်ယိုဒင်းမပါတဲ့ပင်လယ်စာစီဆော့ကိုသုံးဖို့အကြံပြုပါတယ်။အိုင်ယိုဒင်းပါတဲ့ဇပွဲတင်စာမဟုတ်ပါဘူးနော်။နံပါတ်နဲ့တန်ရှင်းတဲ့ရေကိုသုံးပါ။နှာခေါင်းဆေးဖို့အတွက်ဆိုရင်ပိုးမွားတွေမဝင်အောင် ပေါင်းခံရည်ဒါမှမဟုတ်ကြိုပြီးအေးခံထားတဲ့ရေကိုပဲအမြဲသုံးပါ။နံပါတ်၃စားရည်ကိုအများကြီး မျိုးမချပါနဲ့သွေးရောယောဂရှိသူတွေအတွက်သွေးပောင်ခြင်းကိုတက်စီနိုင်ပါတယ်အစအဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်နောက်နောက်လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ကြိမ်နှိပ်ပေးထားပါလို့မြတ်တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစီလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် have a nice day